ရန်ကုန်မြို့သစ်စီမံကိန်းမှာပါဝင်မယ်ဒရာ90အနက်ပထမဆုံးဒရာဖြစ်တဲ့ဘားကရအလက်ချောင်းဒရာကိုစတင်ဆောက်လုပ်ဖို့ပြင်ဆင်နေတယ်လို့စီမံကိန်းမှာပါဝင်တဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ရန်ကုန်နောက်တောင်ဒေသဖွံ့ဖြိုးရေးအများနဲ့သက်ဆိုင်သောကုမ္ပဏီမှဒရိုက်တာဦးခင်မောင်တာဝန်ပြောပါတယ်အဆိုပါဒရာဟာနှိုင်းမြင့်ကိုဖြတ်ပြီးကြီးမြင့်နိုင်ဘားကရမှာကြီးမြင့်နိုင်တဖက်ကန်းကိုဖြတ်သန်းဆောက်လုပ်မှာဖြစ်ပါတယ်ဒရာဆောက်လုပ်လိုက်ပါကကြီးမြင့်နိုင်တဖက်ကန်းမှာနေထိုင်သူတွေရဲ့သွားလာရေးအဆင်ပြေမှာဖြစ်တာကြောင့်ဒေသခံတွေကဒရာဆောက်လုပ်လို့ကြတာဖြစ်ပါတယ် တရားတည်ဆောက်ခြင်းကိုတနစ်ခွဲခန့်ကြာမြင့်မယ်လို့ခန့်မှန်းထားပြီးတရားပနတ်တင်မှုကိုမူလကမတ်လ15ရက်နေ့မှာပြုလုပ်မယ်လို့ခန့်မှန်းထားခဲ့ပေမဲ့လက်ရှိတရားတည်ဆောက်မယ့်နေရာမှာပြေးဆွဲနေတဲ့တမန်သမားတွေကတရားတည်ဆောက်ပါက၎င်းတို့လုံးမဖြစ်ဘူးဆိုတာရော်ကြီးတွေတောင်းဆိုနေတာကြောင့်ညှိနှိုင်းနေတာဖြစ်ပါတယ်ရော်ကြီးကိစ္စနဲ့ပတ်သက်ပြီးစီးမြင်တစ်ခုချမှတ်က၎င်းတို့တောင်းဆိုတဲ့ရော်ကြီးတွေကိုကောင်ထယ်ဖော်မဲ့ကုမ္ပဏီများအစိုးရအဖွဲ့ထံကိုလည်းတင်ပြတော်မှာဖြစ်ပါတယ်ရန်ကုန်မြို့သစ်စီမံကိန်းကိုလက်ရှိရန်ကုန်မြို့နောက်ဘက်ပန်းလှိုင်မြင့်နဲ့ 22မြောင်းကြားလှိုင်းမြင့်နဲ့လှိုင်းသာယာ22ကလန်ကြားမြင်းနီယာတွေကိုရှာထားပြီးချင်းမြလန်တစ်ဖက်ကန်22မြို့နယ်ရှိမြင်းနီယာများပါဝင်လာဖြစ်ပါတယ်။ရန်ကုန်မြို့သစ်စီမံကိန်းမှာမြေကုတ္တရာ၅စင်းတံမိုးနဲ့တံမိုးသင်းအငှားအရာစီမံကိန်းများကြောင်းများဘိုးဘွားရိတ်သာအဝေးပြေးရှင်ရန်နာစကန်ပြတ်တိုက်များတို့ပါဝင်လာဖြစ်ပါတယ်။ရန်ကုန်မြို့သစ်စီမံကိန်းကိုယခုနှစ်လပိုင်းမှာစတင်မှာဖြစ်ပြီးစီမံကိန်းမှာ10နှစ်မှ15နှစ်ထိကြာမြင့်မှာဖြစ်ပါတယ်။